ားလုံးမေမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စိုင်းဆရာမယူတာရေးသားထားတဲ့စီဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမယ်ရှင်စီမျိုးတော်တရားလက်ရှိအလုံးမှာထွက်ကာကိုပိုင်စီးပွားရေးလုပ်ငန်းမလုပ်ဖြစ်ပဲအလုံးလက်မဲ့ဖြစ်နေသည်ဆိုသောသတင်းကိုကြားရတော့တွဲအတော်ကလေးကောင်းနှပန်းကြည်သွားရလေသည်ကိုယ်ပိုင်စီးပွားရေးလုပ်ရန်လက်ရှိအလုံးမှာထွက်တော်မူအကြောင်းတွေ့ကိုသူတိုင်ပင်ခဲ့၏ ခုတော့ထုတ်အစီအစဉ်ပြန်ရပြီပေါကလီကလုပ်ငန်းရှင်တယောက်ထံအနှံထားသောငွေများအစုံးခံရတော့မြင်မှာတေချာတလောက်ဖြစ်နေတာကြောင့်မျိုးတော်လုပ်ငန်းပြတ်သွားရခြင်းဖြစ်၏မျိုးတော်အကြောင်းကိုကြားသိရသောတွေ့အတွေးရှိကြီးတွေ့မိပြန်၏အလုတ်အကင်မရှိ အတိုးအပွားပုံမှန်ဝင်ငွေလည်းမရှိပဲသူတို့ဘာနဲ့စားနေကြမည်လဲအလုတ်ထွက်မိ၍နောင်တရနေမည်လားအလုံးလက်မဲ့ဖြစ်နေ၍စိတ်လေလွင့်နေမည်လား သွယ်စိုးရင်ပူပန်သွားရကယုံမဆင်းတင်နဲ့မျိုးတော်အိမ်တို့ဝင်ရန်စိတ်ကူးမိလေသည်မျိုးတော်ဆိုသည်မှာသွယ်၏မိကောင်းဆွေကောင်းအရင်အချာတငယ်ချင်းဖြစ်တာမို့မျိုးတော်ကိစ္စကိုသွယ်အလေးထားရ၏မျိုးတော်နဲ့သွယ်ကတက္ကသိုလ်ပထမနှစ်စတက်မှခင်မင်တိကျန်ခဲ့ရသူတွေဖြစ်ပေမဲ့ကျောင်းတက်စဉ်၅နှစ်လုံးလုံးရရင်နေနေတွေ့ခဲ့သည့်တငယ်ချင်းတွေဖြစ်တာကြောင့်ငယ်ပေါင်းများပမာတန်ရောစင်ကြကြလေ၏ ကြောင်ပြီးတော့ကြံတငယ်ချင်းများနှင့်ဝေးကွာသွားခဲ့တော်လဲ။တွေနှစ်မျိုးတော်တို့အဆက်အသွယ်မပြတ်ခဲ့။တွေနှစ်မျိုးတော်နှစ်ယောက်သာရန်ကုန်မြေမှာအခြေချသူတွေဖြစ်တာကြောင့်အဆက်အသွယ်မပြတ်ခဲ့ခြင်းလည်းဖြစ်နိုင်၏။မျိုးတော်အိမ်တော်ကြတဲ့နှစ်မှာတွေနေရောက်နေချိန်မို့တနှစ်ကျော်ကာလလောက်သာအလံဝေးခဲ့ကြ၏။တွယ်အလောက်ရန်ကုန်မှာပြောင်းဝင်ရတော့ပုံမှန်အတိုင်းတွယ်နှစ်မျိုးတော်အဆက်အသွယ်ပြောင်းရခဲ့၏။ ။သွဲကမျိုးတော်အပေါ်တငယ်ချင်းတယောက်အဖြစ်သာမက အကိုရင်းတယောက်ပမာမောင်ရင်းတယောက်ပမာအာကိုချစ်ခင်၏။သွဲသာမဟုတ်သွဲအမေနှင့်ညီမလေးကပါမျိုးတော်အပေါ်အိမ်သားတယောက်လိုတဘောထားဆက်ဆက်ခဲ့ကြခြင်းဖြစ်၏။မျိုးတော်ကိုယ်တိုင်ကလည်းသွဲတို့မိသားစုနေပင်များကေသွဲနှင့်ပတ်သက်သည်။တာရင်းနာရေးကိစ္စအလုံးကိုမျိုးတော်ကအစဉ်အမြဲအလေးထားအကူအညီဆောင်ရွက်ပေးခဲ့သည်သာ။မြားကေသွဲဖခင်ဆုံးမဆင်အချိန်ကလည်း မျိုးတော်သည်တားကြီးတယောက်ပမာဆောင်ရွက်ဆရာရှိသည်များတာဝန်ဝတ္တရားအားလုံးကိုအောက်ခြေသိမ်းလှူဆောင်ပေးခဲ့၏။တွယ်အလုံးဝင်တော်မည်ဆိုတော့လေမျိုးတော်ကပင်တတ်အားတရွေကူညီပံ့ပိုးခဲ့၏။ရန်ကုန်ရှိပုဂ္ဂလိကဘဏ်တစ်ခုမှအလုံးဝင်ပြီးနယ်မြို့တစ်မြို့သို့တွယ်အလုံးပြောင်းရွှေ့ရပြန်တော်လေ။မျိုးတော်ကသွယ်လောက်ကင်ဆောင်ရွက်เสียတိုးတိုးထွားထွားကိစ္စလေးတွေကအစာကုညင်လောက်ကင်ပေးခဲ့၏ တကယ်တော့သွယ်နေမျိုးတော်သည်တဝန်းတဲဖွားခဲ့သည့်မာနမသားချင်းတွင်မဟုတ်ခဲ့တော်လဲမာနမအရင်များထက်ပင်တဦးပေါ်တဦးတန်ရောစင်ထားချစ်ခင်ခဲ့သူများဖြစ်၏တို့ပါလဲမြားကဲ့သည့်ဘဲတုံးကားမှာတွေးမထားမိခဲ့သောကိစ္စတို့ရုတ်ချီပေါ်ပေါက်လာသည်မှာအာအသင်ဖွယ်ရာလင်းလင်းလာမျိုးတော်နဲ့စကားပြောချင်လို့ပါဆိုတော့တွဲစကားနိုင် တစုံတရာအမားရွေးပါသွားခဲ့လေသလားဟုတွေးကတွဲစကားကိုတွဲပြန်တွဲစစ်ဆေးကြရလေ၏လင်းလင်းမှာတွဲဤအရင်အခြားတငယ်ချင်းမဟုတ်ပေမဲ့မျိုးတော်နဲ့လက်ထက်ပြီးမှဆက်ဆက်ခင်မင်ခွင်ရခဲ့သူလည်းမဟုတ်ပါမျိုးတော်နဲ့လက်မထက်မီကပင်တွဲနှင့်တိကျွမ်းရင်းနှီးခဲ့ရသူဖြစ်သည်တွဲနှင့်မျိုးတော်ကြားကဆက်ဆက်ရင်းအပေါ်လင်းလင်းကတန်တရာစေဝင်းတော်စိတ်မရှိခဲ့ဘူးဟုသာ တွဲထင်မှတ်ခဲ့၏ လင်းလင်းဖက်ကတန်တရားစိတ်ဝင်ရလောက်အောင်လဲမျိုးတော်နှင့်မြားကေသွဲ၏ဆက်ဆံရေးကထူးခြားစမ်းပြားနေသည်မှမဟုတ်ပင်ကိုကိစ္စကလည်းမျိုးတော်အိမ်သို့တွေ့မသွားနိုင်သေး၍တယ်လီဖုန်းဆက်ပြောရခြင်းဖြစ်၏မျိုးတော်အိမ်သွားဖို့ကိစ္စကိုအဓိကတာဝန်ကြီးတရက်လို့မြားကေသွဲခံယူထားတာတော့အမှန်ပင်ဒါကလည်းမျိုးတော်အလုံးလက်မဲ့ဖြစ်နေချိန်မျိုး၌မြားကေသွဲကတတ်နိုင်သမျှကူညီပေးနိုင်ရန်ဖြစ်၏ တကယ်တော့သွဲမှလည်းသွဲအလုံးနဲ့သွဲမို့အားလက်ချိန်ကရှာပါလာ၏သွဲဘယ်တော့ပင်မအားလက်စေခါမို့မျိုးတော်ကိစ္စကို အလေးထားဦးစားပေးရမှကြောင့်တစ်ချိန်လုံးသွဲစိတ်ထဲမှာမျိုးတော်သားရှင်နေခဲ့၏မျိုးတော်အရေးအကြောင်းရှိနေချိန်၌မျိုးတော်အိမ်သို့တွားရောက်မေးမြန်းခြင်းမပြုနိုင်သေးတာကိုပဲသွဲကသွဲဤပေါ်ရောက်ပြက်ကွက်မှုတစ်ခုအဖြစ်သတ်မှတ်ကား ဝဒရားကျိန်ပွန်စွာဒီလောက်အလေးထားပြောဆိုခဲ့ပါလျက်တဖက်ကပမာမခန့်ပေါ့တန်စွာဆက်ဆံလိုက်တာတွယ်မကျိန်မနဲ့ဖြစ်ရ၏လင်းလင်းဟာတွယ်နှင့်ကြောင်းနေဖက်မဟုတ်ပေမဲ့ခေပညာတတ်ဘွဲရအမျိုးသမီးတယောက်ပေပဲတွယ်ထက်အသက်နှစ်နှစ်ကျော်ပိုငယ်တော်လဲမသိနားမလဲသည့်အပြူဖြမ်းမလေးမဟုတ်ပါမတ်တွယ်လာလဲသူနဲ့တွေ့မှာမဟုတ်ဘူးကုံမျိုးအလောက်ရှုံနေတယ်ဘာကိစ္စရှိလို့လဲဆိုတော့လင်းလင်းစကားက ွဲ့ကိုမလိုလားသောစကားဖြစ်ချေ၏ရုတ်တရက်တော့တွေ့ရောင်နာနာအကြောင်းအံ့အံ့ဖြစ်သွားရ၏ပြီးတော့သွဲစိတ်ထဲတမျိုးကြီးဖြစ်သွားရ၍ကိစ္စမရှိပါဘူးမျိုးတော့အလုံးမလုံးဖြစ်ဘူးဆိုလို့ဒါပဲနော်ဟုဆိုကာတယ်လီဖုန်းခွက်ကိုခက်ဆောင်ဆောင်ချပစ်လိုက်မိလေ၏လင်းလင်းကိုသွဲစိတ်ခုမိလေသည်သွဲထုံးဆက်အတိုင်းတစုံတရာအပေါ်၅မိနစ်လောက်စိတ်ဆုံးမိပြီးနောက်သွဲကိုသွဲအပြန့်ပြန့်အလှန်လှန်ဝေဖန်သုံးသက်ခြင်းဖြစ်လေ၏ မြားခေသွဲဆိုသောမိမတရားအပေါ်သွဲကဘေးလူတရားအဖြစ်အာမနာမငဲ့ညာတန်းဝေဖန်ချက်ပေးလို့ရသည်များအစွမ်းကုန်ဝေဖန်ချက်ပေးကြည်ဟင့်အင်းနော်မျိုးတော်အပေါ်သွဲပဲအချိန်ပဲနေရမှာမှမယိုးသားစိတ်မထားခဲ့ဘူးတာအမှန်ပါပဲသွဲဟာမျိုးတော်ကို လူပြိုတရားအဖြစ်စတင်ပတ်သက်ရင်းနေခဲ့ရတာလင်းလင်းထက် အရင် ကာလများစွာဆော်ရွေတည်ကြံခဲ့တာ သွဲကသာမျိုးတော်ကိုတင်းညွန့်ခဲ့ပါလင် မျိုးတော်ကသာသွဲကိုမယိုးမသာဆိတ်ရှိခဲ့ရုံမှန်လင်လင်းလင်းဆိုသည့်မိမကအများကြီးသွဲနှင့်မျိုးတော်တို့အနာရောက်လာစရာပင်အကြောင်းမရှိလင်းလင်းအပေါ်သွဲမကြည်မလင်ဖြစ်သွားရပေမဲ့သွဲယုံတို့မျိုးတော်ဖုံးဆက်လာတော့သွဲပုံမှန်အတိုင်းပင်ဖြစ်သွားခဲ့၏မျိုးတော်ကလောလောဆယ်တက္ကစီမောင်းခြင်းသည် ကားရှိပါကရှာပေးပါဟုပြော၍သွဲဝမ်းတာအာရကူညီပေးနိုင်လေသည် တွမ်းမိတ်ဆွေတယောက်ကတက္ကစီဒရိုက်ဘာတယောက်လိုချင်းချောင်းပြောထား၍အန်ကိုက်ကြသွားရခြင်းဖြစ်၏ခင်မင်းရင်းနှီးသောတငယ်ချင်းတယောက်အခက်ခဲကြုံနေရချိန်မှာတတိယရောက်ကူညီပေးခွင့်ရလျင်တွေကစိတ်ချမ်းသာတတ်သူမျိုးဖြစ်၏။တွေသည်လင်းလင်းစကားတို့ကိုတနှုံတို့တွေကစိတ်မကောင်းဖြစ်မနေမီတော့ပင်ကိုအလုတ်ကိုသာဆက်လုပ်နေမိလေသည်။အုံနောက်ထဲထည့်ထားဖို့မကောင်းတဲ့အသေးအဖွဲ စိတ်ညစ်ညိုးစရာကိစ္စလေးတွေကိုဖြင့် မြကေသွဲကစာမချဲ့လိုပင်အသေးအဖွဲကိစ္စလေးဟု တွေ့ထင်ခဲ့သောကိစ္စတော်သည် တကယ့်အကြီးကျယ်ဆုံးပြဿနာကြီးတရက်အဖြစ်တွေ့ကိုမညာမတာတိုက်ခိုက်လာခဲ့လေသည် ခုလိုပြဿနာမျိုးဖြစ်လာရတာတွေ့အမှားလားတွေ့ပါအမှားလုပ်ခဲ့မိတယ်လဲတွေ့ဘယ်လောက်ကြီးကျယ်တဲ့အမှားမျိုးအပြစ်မျိုးကို လုပ်ခဲ့မိပြီလဲဟုစံစစ်ကြည့်တော့တွေ့ကိုတွေ့မို့ထင် အပြစ်ကရှာမရခြင်း မျိုးတော်အတွက်ယုံကိုလာတာအပြစ်လားမျိုးတော်အိမ်ကိုတွေ့ဖုံးဆက်တာအပြစ်လားဘေဟာကပို၍ကြီးမားသောအပြစ်မှန်တွေ့မသိပေမဲ့တယုံထဲနေအမားကြီးတယောက်၏စကားကြောင့်တွေ့တုံလှုပ်အံ့အားသွားရတာတော့အမှန်ပါပဲတွဲကောင်လေးကအချောလေးပဲဘာမှမဟုတ်သည့်ထိုစကားလေးကတွဲကို အတော်ကြီးအုံနောက်ခြောက်စီ၏မေကုံမဟုတ်တော့မှားယွင်းသည့်သုံးတက်ချက်တစ်ခုကို ဖြည့်ရှင်းချက်တွေပေးရတာစိတ်ပြတ်ဖို့ကောင်းလာသည် တွဲကောင်လည်းမဟုတ်ပါဘူးမမဝေရဲ့အဲ့ဒါတွဲတင်ခဲ့ချင်ပါမမဝေကသူနဲ့မဆုံဘူးလို့မသိတာသူနဲ့တွေကတက္ကသိုလ်မှာတဖွဲ့တဲ့၅နှစ်လုံးတွဲလာခဲ့တာကြာနေတဲ့ငယ်ချင်းတွေကနေကမို့အဆက်အသွယ်ပြတ်ကုန်တယ်မျိုးတော်နဲ့ပဲခုထိအဆက်အသွယ်မပြတ်သေးတာမျိုးတော်မှာအိမ်အောင်ရှိတယ်မမဝေရဲ့ဟင်အိမ်အောင်တဲ့လူကတွဲကိုဘာလို့မကြာခဏလာတွေ့နေရသလဲ။ကဲ၊မြားကေတွဲပဲလို့အဖြေပေးရတော့မလဲ။ သွေဟာအိမ်အောင်ပြုတ်လိုက်တဲ့ယောက်ျားလေးတငယ်ချင်းတယောက်ကိုမခေါ်မပြောနေရတော့မှလားအိမ်အောင်တဲ့ယောက်ျားတယောက်ဟာလွတ်လပ်တဲ့တငယ်ချင်းမတယောက်စီတို့တတိတယအလဲလာခွင့်မရှိတော့ဘူးလေလားလမ်းကြုံလို့ခဏတဖြုတ်ဝင်နှုတ်ဆက်ခွင့်လေးတောင်မပြုတ်တင်တော့ဘူးလားမြားကဲ့သွေနေမျိုးတော်ရဲ့ဆက်ဆံရေးကပတ်ဝန်းကျင်ကတန်တယောက်ဝင်လာအောင်ချွေရင်းချက်ရှိနေလို့များလားသွေခေါင်းရှုပ်ခံကစဉ်းစားရင်နှုတ်ခမ်းမဲ့မိလေသည် တန်တရားဖြစ်စရာကောင်းတဲ့မိန်းမတစ်ယောက်နဲ့ယောက်ျားတစ်ယောက်ရဲ့အနေအထားကြောင့်ပတ်ဝန်းကျင်ကမြေတို့ပင်တန်တရားဝင်ပါစေ။ကာယကရှင်ဖြစ်သောမြကေသွဲကတဖက်လူဤယိုသားမှုမယိုသားမှုအလုံးစုံကိုဓာတ်ရိုက်နီးကပ်စွာခံစားထိတွေ့နေရသူ ဖြစ်သောကြောင့်မျိုးတော်အပေါ်တွေ့နေနေလေးမှတန်တရားမဝင်ပေ။တွဲစိတ်ကိုတော့တွဲတာလျင်အပိုင်နိုင်ဆုံးမှဘာမှမထူချတော့လဲ။ တန်တရားနှင့်ကောလာဟာလာတွေကသွယ်နှိမ့် session တစ်ခုတည်းအလုံးလုံးနေသောမမဝေအပါအဝင်အမျိုးသမီး3-4ယောက်ကြားမှသာမကတွဲကိုစိတ်ဝင်တစားစောင့်ကြည့်နေကြသူတချို့စီတို့ပင်ရောက်ရှိနေခဲ့လေပြီဒီထက်ပို၍ဆိုးဝါးသောကိစ္စတစ်ခုကတော့ညာကေသွယ်နှင့်မျိုးတော်ဘာလိုလိုဆိုသည့်တရင်ဆိုကြီးလင်းလင်းစီရောက်သွားခဲ့ခြင်းဖြစ်လေသည်သွယ်အကြီးအကျယ်စော်ကားခံနေရပြီဟုမှတ်ယူခန့်စားလာရ၏ ဒီလိုအစော်ကားခံရတဲ့အကြောင်းရင်းစိမြစ်ကသွဲအနေအထိုင်မတက်လို့မဟုတ်ပဲသွဲမှာကာမပိုင်လင်းယောက်ကြားသို့မဟုတ်တရားဝင်ချစ်သူရည်စားမရှိခြင်းအပြစ်တသက်ဖြစ်၏မတ်သွဲဘာလို့လက်မထက်သေးတာလဲဆိုတော့လင်းလေးစကားကအနက်အတိတ်ပဲကျယ်ဝန်းလာခြင်း၏သွဲကဣန္ဒြေယစွာ ပြုံးရည်ပြရင်အကြိုက်မတွေ့သေးလို့ပေါ့ကွယ်ဟုစိတ်ရင်းအမှန်ဖြစ်ဖြစ်ဖြစ်လေသည် တခါတရံအရွယ်တိုက်ချင်တတ်သောသွေးညင်အတိုင်းမျိုးတော်တစ်ခုလည်းဖြစ်မှာကိုစောင့်နေတာလေဟု ဆိုလိုက်ရရင် ပွဲပြီးသွားတော့မှအဲ့ဒီလိုလက်လွတ်စပယ်မပြောဆိုမိစေဖို့သွေးကိုသွေးသာပြန်ဆုံမရလေ၏မလိုအပ်တဲ့မာနတွေထမလာမိစေနဲ့ကိုယ့်ရဲ့ယူသားမှုကိုကိုယုံကြည်နေနိုင်သမျှဖြစ်လာတဲ့ပြဿနာအားလုံးကို နေရာမရွေးအချိန်မရွေးရဲရဲဝံ့ဝံ့ရှင်းလို့ရတယ်မဟုတ်လား ပြဿနာဆိုတာဖြစ်လာပြီးမှရှင်းတာထက်မဖြစ်ရအောင် နေထိုင်နိုင်တာအကောင်းဆုံးပေါ့ကွယ်ဟူသော မမေ့စကားကိုပင်တွေကတိတ်လန့်မခံခြင်းအဆာဆာအရာရာမမေ့ကို ပြောပြတိုင်မင်းနေကြမုံပြောပြပြီးခါမှနောင်တရသလိုဖြစ်လာ၏မမေ့တိတော့တွေ့အပေါ်ခါတိုင်းလိုယုံကြည်မှုတွေအပြည့်အဝမထားနိုင်တော့တာစိုးရင်တော့ကဖြစ်လာရတာတို့သာ အကျိုးထူးလာသည်မဟုတ်လား ြက်တနာမဖြစ်ရအောင်သွေတို့နှစ်ယောက်ကမယိုးမသားဆက်ဆံနေကြသည်မှမဟုတ်ပဲသူ့အလိုလိုပုံမှန်အတိုင်းနေထိုင်ရင်းကဖြစ်လာသည့်ပြက်တနာမို့သွေကပို၍ခံပြင်းနာခြင်းလာ၏တို့ပေမဲ့ပတ်ဝန်းကျင်အပြောကြောင့်သွဲပုံမှန်ခြေလန်းတို့ကိုတော့အပြတ်အယွင်းမခံနိုင်။သွဲသည်နေမြဲအတိုင်းမျိုးတော်နှင့်အခေါ်အပြောမပြန်။အဆက်အသွယ်မပြတ်။မျိုးတော်အမွေရထားသည့်ငွေသိန်း၃၀ကျော်လုပ်ငန်းတစ်ခုတည်းထည့်ထားသည့်ကိစ္စ။ ထုံငွေများရနိုင်သမျှပြန်ရအောင်သွယ်အစွမ်းရှိသမျှအကူအညီပေးနေမည်မျိုးတော်ငွေကိုသွယ်ငွေလိုပင်တဘောထားကရင်းနှီးမြုံနှံထားသောထုံငွေများမျိုးတော်လက်တွင်ပြန်ရောက်လာအောင်သွယ်ကူညီပေးနိုင်လင်သွယ်စစ်ချမ်းသာရမည်ပြီးတော့မျိုးတော်နှင့်လင်းလင်းနှစ်ယောက်စလုံးလဲအတိုင်းမသိပျော်ရွှင်ကြလိမ့်မည်ထိုကိစ္စအတွက်သွယ်နှစ်မျိုးတော်လုံးပန်းလှုပ်ရှားနေရ၍အနေဝေးဝေးနေလို့လည်းမရနိုင် ပဝန်းကျင်ကဘယ်လိုပင်ထင်ထင်လင်းလင်းကမြည်တော့ပင်တန်တရားဝင်ဝင်တွေ့ယုံကြည်သည့်အလုတ်ကိုတွေ့ဖြစ်မြအောင်လို့မြည်ပဝန်းကျင်ကိုကြည်၍မျိုးတော်ကိုမခေါ်နိုင်မပြောနိုင်ဖြစ်လင်တွေ့ကိုလေးပြာကိုမလုံရရောက်မြည်မျိုးတော်ကိုဖွင့်ပြောပြလင်လင်းလင်းနှင့်မျိုးတော်ကျင်းတွေပါပြသနာတတ်မြည်စိတ်လက်မှာပါရှိတတ်သောမျိုးတော်ကစိတ်မထင်လင်းလင်းလင်းကိုထားရိုက်နိုင်သေး၏ ထိုအခါလင်းလင်းကသွဲ့အပေါ်တာရွဲ့အမြင်ဆောင်ပေတော်မူသွဲ့မှာအခံရခက်လာခြင်းများခဲ့တဲ့ဖက်ကပြက်ကွက်မှုတစ်ခုကတော့ခါတိုင်းလိုမျိုးတော်အိမ်တို့တကူးတကံမသွားဖြစ်တော်ခြင်းပဲဖြစ်၏ဒါကလည်းလင်းလင်းတမျိုးမြင်မြင်ဆို၍တမင်မသွားပဲနေခြင်းဖြစ်၏အရေးကြီးကိစ္စရှိလင်ပင်မျိုးတော်စီဖုံးဆက်ခြင်းတော်လင်းလင်းကတွဲ့အပေါ်အမြင်မရှင်းသလိုတွေကလည်းလင်းလင်းကိုစိတ်ခုနေမိသည်မို့ အခြေအတည်မဖြစ်လောနေယောက်သားအပေါ်ငါယူသားပါတယ်ဆိုသည့်စကားမျိုးပြောရမှာကိုတရားမှထပ်ပင်သွဲကြောက်သေး၏ကားနိုင်သမျှတော့လူအထင်အမြင်မှားစေလောက်သောဆက်ဆက်ရင်းမျိုးဖြစ်ပေါ်မလာရအောင်မျိုးတော်ကိုသွဲသမင်ရှောင်ရလေသည်ဒီတော့သွဲအရိတ်အကဲကိုနားလေသောမျိုးတော်ကခုတလောနင်းကိုကြည့်ရတာတမျိုးပဲနင်းမှာလှုပ်ဝက်စရာတစ်ခုခုရှိနေလို့လားဟု မေးလာ၍သွဲပြုံးရလေ၏ ဘာမှမသိသောမျိုးတော်ကိုဘာမှမဟုတ်သည့်ကိစ္စဖြစ်ဖွင့်ပြောရမှာကိုပဲတွေ့ရှက်မိပါသည်ရဲ့။ဘာပဲဖြစ်ဖြစ်တွေ့မှာစောင့်စည်းထိမ့်သိမ့်မှုတွေရှိလာရ၏။အချိန်ပေါ်အလောက်စင်းနေရ၍မျိုးတော်နှင့်ကြုံလင်ပင်တွေ့အလိမ်အညာစကားတွေဆိုကားရှောင်ဖဲခဲ့၏။တွေ့အိမ်သို့တွေ့တမ်းမပြန်ပဲဟိုအိမ်ဝင်ရအောင်မည်ဒီအိမ်ဝင်ရအောင်မည် အပြန်သူတို့လိုက်ပို့ပေးမယ်ဆိုတော့မှုသားဝါဒစကားတွေကို မျိုးတော်အဟုတ်ထင်မှတ်၍တော်ပေသေး၏တခါတော့မိုးတိတ်ချုံနေ၍မျိုးတော်ကိုညင်းရမှမိုးဝမရေဖြစ်ရလေ၏အချိန်ပေါ်ဆင်း၍မိုးချုံလျင်ရုံးမဖယ်ရီလိုက်ပို့ပေးတော်လဲမျိုးနယ်ပေါင်းများစွာကိုပတ်သွားရသည့်ဖယ်ရီကိုတွယ်စည်းလေမရှိတာမျိုးတော်တည်သည်တွယ်သည်မျိုးတော်မျက်နာကိုမကြည့်ရဲပဲနင်လိုက်မပို့နဲ့တော့ ်တယောက်ယောက်တွေ့မကောင်းဘူးမြားကေသွဲရဲ့လို့မသိပဲနေမိမတယောက်နဲ့တွဲနေတယ်လို့ပဲအများကမြင်မယ်ဟု ခက်ပြောင်ပြောင်ပြောချပြရ၏မျိုးတော်မျက်လုံးပြူသွားလေသည်ပြီးတော့နှုတ်ခါတွန့်လှုပ်ယုံပြုံရင်ငါ့ကိုပတ်ဝန်းကျင်ကအဲ့ဒီလောက်ယူမဆိုင်ပါဘူးဟာဟုဆိုလေ၏ကွာကြလှသောမျိုးတော်ပေပဲနင်းကိုကယူမဆိုင်ပေမဲ့ငါ့ကိုကယူဆိုင်နေကြတယ်ဟဲ့နာစာရှိငါကနာရမှာ ငါကအပြောဟုဆိုလိုက်လင်သူအတော်စိတ်မကောင်းဖြစ်သွားရှာမှာဟုတွေးမိ၍မပြောဖြစ်ပြန်အဲ့ဒီလိုမပြောဖြစ်တာတွင်များများလာတာပဲညကေသွယ်ရဲ့ပြစ်ချက်တွေလာမသေးနိုင်ပဝန်းကျင်ကငါကိုကူးမဆိုင်သလိုငါကလည်းပဝန်းကျင်ကိုတိတ်ကူးမဆိုင်ပါဘူးဟာနင်းကိုစောင့်ကြည့်နေတဲ့လူမရှိဘူးဆိုရင်တော့ငါလိုက်ပုံမှာဖြစ်မယ်တိတ်မှောင်နေပြီနင်းတို့လမ်းကြားကလူပြတ်တယ် များကေသွဲမသိနိုင်တော့စောင့်ကြည့်နေသူ ရှိမရှိများကေသွဲကိုယ်တိုင်မသိသလို။သူမအတွက်အဖို့တရလိုအပ်သည့်အချိန်မို့မျိုးတော်စကားကိုမငင်းပယ်ပြတ်တော်ချင်း။သူမစီးကြော်မိလေပြီလား။ဘယ်နေရာပဲဖြစ်ဖြစ်စီးဆိုတာရှိတဲ့သမီး။အိမ်ထောင်တဲ့တယောက်နဲ့ဆက်ဆံတဲ့အခါမှာသူမလည်းစီးရှိသလိုကို့မလည်းစီးရှိဖို့လိုတာပဲ။စီးဆိုသည့်အကြောင်းကိုမမေက ပြောလာတော့တွယ်ဆိတ်ရှုပ်ထွေးသွားရလေသည် ယောက်ျားတွေနဲ့ဆက်ဆံရမှာဘတော်မှပလီပလာမာယာမများတတ်တော့တီတန့်ရိုးစင်သောမြားကစ်သွယ်၏စိတ်ထားနှင့်ကိုချင်းတရားကိုမမေကယုံကြည်ပါသည်ဟုဆိုလျက်ကပဲထိုအကြောင်းတွေကို ပြောနေခဲ့ခြင်းဖြစ်၏သွဲအပေါ်၌မျိုးတော်ဘဲအချိန်ကားမှမယိုးသားစိတ်မရှိခဲ့တာခြေပါလက်ပါပုတ်လိုက်ခတ်လိုက်မဆက်ဆံတတား သွဲဖက်ကတန်တရားဝင်ရမည်အမှုအရာအပြောအဆိုတစုံတရာမရှိခဲ့တာကိုမြားကေသွဲတယောက်သာလျှင်အသိဆုံးမုံသွဲကတော့မျိုးတော်ကို လုံးဝစိတ်ချလက်ချယုံကြည်နိုင်လေသည်ဒါမျိုးကဖြစ်သွားတတ်တဲ့တဘာဝရှိလို့သမီးကိုဆင်ကျင်ခိုင်းရတာပါကွယ်ဟုမေမေကချော့ပြောပြောတာကိုနားလေလက်ခံနိုင်လျက်သွဲကြဲ့၍ဝမ်းနေမိ၏ဒီထက်ပိုဝမ်းနေစရာကောင်းတာကတော့ မင်းအိမ်တော်ပြုမယ်ဆိုရင်ဒီအချိန်မှာပြုဖို့ကောင်းပြီဟု အကြံပေးတိုက်တွန်းလာခြင်းပဲဖြစ်၏ဒီပြဿနာကိုကြော်လွှားဖြစ်ရှင်းဖို့အကောင်ဆုံးနည်းလမ်းကယောက်ျားတယောက်ယောက်ကိုလက်ထပ်ယူချင်တာဖြစ်ရမည်တယ်လားဆယ်တန်းနှစ်ကစပေးစာယူရီးစားတယောက်ထားခဲ့ဘူးတာကလွယ်၍ဘဝမှာတစ်ခါမှမချစ်ဘူးသောမြေကေသွဲသည်ယောက်ျားယူဖို့မယူဖို့ကိစ္စကိုစီမံကိန်းချမျှော်လင့်ထားသူမဟုတ်သည့်အတွေ့ ကိုနှစ်နှစ်ခါကမချစ်နိုင်သည့်ယောက်ျားတယောက်ကိုလက်ထက်ယူခြင်းဖြင့်ထွက်ပေါက်မရှာခြင်းတွဲတသက်အပြိုကြီးပဲလှုပ်တော့မည်ဟုလဲကြွေးကြော်ထားခဲ့သူမဟုတ်အပြိုကြီးတွေကိုဘယ်ယောက်ျားကမှအထင်ကြီးလဲမရှိဘူးဟုသောဘယ်သူတဒနာမှမသိသည့်စကားတခုကိုတော့တွဲအလွန်မုန်းသည်လေသည်ယောက်ျားရဲ့အထင်မသေးဖို့အတွက်သူရဲ့အထင်မကြီးနိုင်တဲ့ယောက်ျားတယောက်ကိုလက်ထပ်မယူနိုင် မမေကတော့မိခင်ပြီးပြီးတွဲကိုစိတ်ချချင်သည်ဟုဆိုသည် မိမတယောက်ဟာယောက်ျားတယောက်ရဲ့အရေးအောက်ခုံဝင်ရမှသာစိတ်ချလုံခြုံတဲ့ဘဝတစ်ခုရနိုင်ပါတယ်လားတွဲကတော့ဖရာတရားတန်ငါသည်ဟုသောယန္တနာသုံးပိုင်းအရေးကို လုံခြုံစိတ်ချရပါသည်ဆိုသောဂုံနေရှိယောက်ျားတယောက်အရေးထံပို၍အားကိုလေသည်ဤနည်းနှင့်ပင်မြားကေသွဲသည် အသက်30နာကလာသည်အထင်ငါအသက်ကြီးပါပေါ်လား အရွယ်လွန်တော့မှာပဲအချိန်တွေကုန်ခဲ့ရပြီဆိုတော့အရွယ်လွန်အပြိုမရယ်ဤစိုးရင်တကြီးညင်းယူခြင်းမျိုးနဲ့တိတ်တခိုးအာရုံစိတ်ပြတ်မနေတတ်ပဲတီတက်အေးဆေးစွာပင်ကြောင်းကြမဲ့နေနိုင်ခဲ့လေသည်တွဲအတွဲစိတ်ကူးရင်စရာယောက်ျားမျိုးလဲတွဲပဝန်းကျင်နဲ့ရှိသည်မှမဟုတ်ပဲတွဲကိုတန်တန်ဆွဲကြိုက်နေသည် ရခင်ယုံကခြားတိတ်လေးတယောက်မှလဲ ွဲ့ထက်၄နှစ်နေပါ အသက်ပုံငယ်သူတာမန်ယုံစည်ရည်လေးတူမြတာဖြစ်သောကြောင့်တွဲ့စိတ်ဝင်စားနိုင်ပင်ယခုတိုင်လူပြိုကြီးလုံးနေစေဖြစ်သောចောင်းတော်ကငယ်ကျွမ်းဆွယ်တယောက်ကတော့ဖြင့်တွေဘယ်လို့မှရင်ခုန်လို့မရတော့အရက်ပူပူဘိုက်ရွှဲရွှဲသွားရဲရဲစီးပွားရေးတမားတယောက်ဖြစ်နေတာမို့ထဲ့သွင်းမစင်စားခြင်းလက်ရှိဌာနတွင်မှတွဲကိုတဘောကျနေသော အရာရှိတယောက်ကမို့ ရာဓုကုန်ရှင်စီးစိန်အပြင်ပြေဆုံးတော့လဲကလေးတယောက်အဖေမုတ်ဆိုးဖို့ဖြစ်နေတာကြောင့်တွေကကောင်းခါရပြန်၏ထိုရာရှိကတွေကိုတရားဝင်မြစ်တာကန်လှလာတာမေမေစတင်တိရှိစဉ်မိရွေးများတော့ဘတော်မှမလုပ်ပါနဲ့သမီးရဲ့ဟူတားခဲလျက်ခုတော့လဲလွတ်လပ်သူဆိုရင်ပြည်တာပါပဲလေဖြစ်ရပြန်လေ၏တွေကတော့မေမေတဘောကိုကောင်းကောင်းကြည့်တည်လေသည်ဒါဟာမျိုးတော်နဲ့တွေကိုစိတ်မချနိုင်ဖြစ်ကား မြင်ရလွယ်ရာ ကောက်ရိုးသမြင်ကိုစွဲငင်ယူသည့်နည်းပဲဆိုတာမေမေသားဒီကြားကပဝန်းကျင်ကအတံပလန်တွေထွက်နေသည့်ကြားကမျိုးတော်နှစ်တွေသွဲသွားသွဲလာလှုပ်ဖြစ်နေသေးသည်ဆိုတော့သွဲမိုက်ရတော့ကြလေမည် မတက်နိုင်သွဲကကိုကိုကိုအနစ်မောခံက အရွဲတိုက်လို့သူမဟုတ်ပေမဲ့ကိုမန်ဒီထင်လေဘယ်သူကမှမကြောက်ပဲရဲရဲရင်ရင်လှုပ်ချင်တတ်သောလူစားမျိုး ထို့အတွက်သွယ်သည်မျိုးတော်ငွေပြန်ရရှိဖို့ညံစွမ်းရှိသည်များစ조사လှောက်ဆောင်ပေ၏ကျွေးဆိုတာမတောင်းပဲနေလျှင်ဆုံးယုံသာရှိမည်တောင်းနိုင်လွန်းလဲနားပူနိုင်လွန်းလဲတနေရာမှာတစ်ချက်ပဲပြန်ရအောင်တော့တော်ပေသေးသည်မဟုတ်လားခုကိစ္စမှာသွယ်စွမ်းဆောင်ချက်တွေရုံလုံးပေါ်နေပါအောင်မြင်စာပြုလေပြီမျိုးတော်ထာမငွေယူထားသောပုဂ္ဂိုလ်ကသူ့ခြံတွေဝိုင်းတွေရောင်းထွက်ခဲ့လျှင် မျိုးတော်ငွေကိုချက်ချင်းပြန်ပေးမည်ဟုကတိပေးခဲ့ပြီးပြီထိုပုဂ္ဂိုလ်ပိုင်ဆိုင်သောတကုံမြောက်ပိုင်းရှိတိုက်ဆောက်ပြီးသားခြံကို ရောင်းထွက်ဖို့အတွက်ကဆက်ပြီးခဲ့၏တကယ်တော့မြားကေသွဲကအိမ်ပွဲစားမြေပွဲစားမဟုတ်ပါဘဲမျိုးတော်ငွေကိုပြန်ရစေခြင်းသည့်စေတနာတသက်နှင့်ကူညီပေးခြင်းသာဖြစ်၏ဒီတော့တွင်အချိန်ပေးရ၏ဟိုသွားသည်သွားနှင့်လူလဲပင်ပန်း၏ပင်ပန်းတော်လဲတွင်ပျော်နိုင်လေသည် သွေပြောဆိုထားသည့်အိမ်အတိအကျအယောင်းဝယ်ဖြစ်တော်မည်မဟုတ်လားအိမ်အယောင်းဝယ်စာချုပ်ချုပ်မည်နေကသွေထိုကိစ္စပြည့်အိမ်ပြန်နောက်ကြလေ၏သွေယုံအစင်းမှာမျိုးတော်လာကြွ၍တကုံအိမ်သို့ဆက်သွားခဲ့ကြ၏အိမ်ဝယ်သည့်လင်မယားကနောက်ကျနေ၍သွေအိမ်ကိုည၈နာရီကျော်မှပြန်ရောက်ခဲ့၏သွေအိမ်ပြန်ရောက်တော့မမေကဒီလောက်အချိန်ထိနောက်ကျရပါမလားဟုသောစိုးရင်တော်ကဒေါသတို့ဖြစ်စည်းကြိုဆူလေသည် ။သွဲကမျိုးတော်လိုက်ပို့သည်ဟုပြောတော့မေမေဆွတ်ဆွတ်ခုန်လေသည်။သွဲမညာတတ်တာကိုအတိအမှန်မပြုဘဲသွဲကိုစိတ်ဆိုးမှန်ဆိုးစုပူတော့သွဲဝမ်းနဲ့မျက်ရည်ကြာရ၏။ကောလာဟာလာပြောတတ်တဲ့ပဝန်းကျင်ရဲ့မဟုတ်မမှန်စကားတွေကိုနားယောင်ပြီးသွဲကိုမယုံကြည်တာသွဲအခံခဲရ၏။ဒီထက်ပို၍အခံခဲရတာကတော့လင်းလင်းကမမေကိုလာတွေ့ကသွဲကိုတားဆီးပေးရန်တောင်းပန်သွားသည်တဲ့။ သွယ်လင်းလင်းကိုပြစ်ပြစ်နှစ်နှစ်ကျိန်ဆဲမိလေသည်ပြီးတော့မျိုးတော်ဆိုတဲ့ယောက်ျားကဘာကောင်ကြီးဖြစ်နေလို့လဲဆိုတော့ခက်ရရအတွေးကိုတွေးမိလေသည်သွယ်ကိုချင်းမစားတတ်ရများကြနေမိလားလင်းလင်းနေရမှာသွယ်ဆိုလင်ရောဟုတ်တယ်သွယ်လင်းလင်းနေရကိုဝင်ကြည့်လိုက်စမ်းပါဟင်အင်းတွယ်နှစ်မျိုးတော်ကဘာမှဖြစ်နေကြသည်မှမဟုတ်ပဲတွယ်ကဟုတ်တိုင်းမှန်ရရဲဆင်ကျင်ပေးကကိုကောင်းရင်ကောင်းမရပါဘူး တွယ်ဘသူကိုမှမကြောက်ဘူး။ဘာကြောင့်လဲဆိုတော့တွယ်ဘသူအပေါ်မှာမှမကောင်းတာမလုပ်ခဲ့ဘူး။စေတနာဆိုးမထားခဲ့ဘူးဟုဆိုပေမယ့်မိမေကတော့မိသွေညီးပါတာဘယ်လောက်ကောင်းအောင်နေနေဖြစ်လာတဲ့ပြဿနာကဖြစ်လာခဲ့ပြီ။ခုလုံးရမယ့်အလုပ်ကညီးလွတ်လပ်တဲ့ယောက်ျားတယောက်နဲ့အိမ်တော်ပြုဖို့ပဲဟုပြတ်သားစွာအမိန့်ပေးလေသည်။တွယ်ကိုနာကိုပင်မယုံနိုင်လောက်အောင်ချက်ချလဲသွားခဲ့၏။ ိမ်မက်များလားဟုတန်တရားဖြင့်ခေါင်းခါရန်ကမျက်နှာကိုပုတ်တက်ကြည့်လိုက်မိ၏။"အိုး၊ဒါအိမ်မက်မဟုတ်ဘူး။တကယ်ကိုပဲတကယ်စကားတန်ဆစ်ဆစ်တွေပဲ။ငါစဉ်းစားကြည့်မိတာကြာပြီသွေး။သွေးမိတိုင်းငါ့ကိုငါဒေါသထွက်ရတယ်။"ငါဟာငါ့ကိုအနားလေဆုံးအကောင်းဆုံးမိန်းမတယောက်ကိုနှိရှေလာများအနားမှာနီးနီးကပ်ကပ်ထားရင်နီးနေပါလျက်ဘာကြောင့်မတွေ့မြင်ခဲ့ရလဲ။ တကယ်ဆိုလင်းလင်းထက်အရင်နှင့်ကို အချိန်တွေအများကြီးစောတိခဲ့ရတာလင်းလင်းဟာငါ့အပေါ်နင်းလောက်နားလည်မှုမပေးနိုင်ခဲ့ဘူးသူငါ့အကြောင်းငါ့စိတ်ဓာတ်ကို ခုချိန်တည်းနင်းလောက်မသိခဲ့ဘူးမိသွဲသူကငါပတ်ဆက်များများရှာပေးနိုင်ရင်ငါ့ကိုအထင်ကြီးတယ်ငါပတ်ဆက်များများရှာမပေးနိုင်တဲ့အခါငါ့ကိုအထင်သေးတယ်သူကယောက်ျားတစ်ယောက်ရဲ့အရေးချင်းဆိုတာကိုမိန်းမတစ်ယောက်ရဲ့ခန္ဓာကိုယ်ပေါ်ကလဝိယန္နာပစ္စည်းနဲ့ရှင်ထိုးကြည့်ချင်တဲ့မိန်းမမျိုး တကယ်ဆိုဒီအကြောင်းတွေကိုငါပြောဖို့မသိမှဘူးလေပြီးတော့ခုချိန်မှာဒီစကားတွေနင့်ကိုပြောရတာငါမတရားမှန်းသိပါတယ်ဟာဒါပေမဲ့ငါနဲ့အပေါ်တော်တော့မြတ်ကေသွဲအေးနှုတ်ဖြားမှာပလုံးပထွေရှိုင်းရင်တန်နဲ့အတူအက်ကွဲတုံရင်စွာထွက်သွားသောစကားတခုကတိတ်မကျဲလောင်လှချင်းဒေါသထွက်လင်းသွေစကားကြကြပြောလေရှိလျက်အခုတော့သွေအတန်တွေကတိုးလျောက်တိမ်ဝင်သွားသည် တကယ်တော့သွေစောက်တရမဲစွာ သွေးပြတ်သုံးလုံးနေခြင်းဖြစ်သည်ဘယ်လောက်အံ့ဩစရာကောင်းလိုက်တဲ့ဖြစ်ရလဲဘယ်လောက်ဝမ်းနည်းနာကြီးစရာကောင်းလှတဲ့ဖြစ်ရဆိုတာကြည့်ပါဦးသွေစူးစားခဲ့သည်များအရာရာအားလုံးတဲထဲရေသွန်းဖြစ်သွားခဲ့ရပြီမြားကေသွေဟာမျိုးတော်ဆိုတဲ့အိမ်တော်ရှိယောက်ျားတယောက်နဲ့ရင်းရင်းနေနေဆက်ဆံခဲ့တယ်တစုံတရာအစုံထင်းမရှိတဲ့အဖြူရောင်တတ်တတ်ခင်မင်မှုနဲ့သူ့အပေါ်မြားကေသွေပတ်သက်ဆက်ဆံခဲ့တာ ူမသူ့ကိုဘက်တုံးကားမှမြို့ဆွဲဖျားယောင်းခြင်းမရှိခဲ့ပဲနဲ့ဒီလိုအချိန်မျိုးရောက်မှဘာကြောင့်ဒီလိုစကားမျိုးတွေပြောလာရတာလဲပဝန်းကျင်ရဲ့တန်ရားတွေကြားမှာရဲရဲကြီးနေခဲ့ရတဲ့မြ ாக ေသွဲအပေါ်ကန်တရားကရက်ဆက်သွားခဲ့ပြီမဟုတ်ပါဘူးဒါဟာသူမရဲ့ဖောက်ပြန်မှုမဟုတ်ပါဘူးဒါဆိုသူတယောက်တည်းရဲ့ဖောက်ပြန်မှုလားသူဘယ်တော့ကဖောက်ပြန်သွားခဲ့တာလဲ သူ့အပေါ်အင်မတန်စေတနာထားခင်မင်ခဲ့တဲ့တငယ်ချင်းတယောက်ကိုသူ့ဘဲအချိန်ကတစ္ဆာဖောက်ခဲ့တာလေလေဒါမြားကေသွယ်ရဲ့ပယောဂကင်းပါတယ်နော်သူမရဲ့ယူသားမှုကို သူမယုံတယ်လေကဲရှင်းစမ်းဖြစ်လာတဲ့ပြဿနာတွေကို အချိန်မရွေးနေရမရွေးရှင်းလိုက်စမ်းပါသူမတို့နှစ်ယောက်ယူသားခဲ့ကြပါတယ်လို့ဘယ်သူယုံချင်အောင်ပါလဲလဲအဲ့ဒါသူကြောင့်မျိုးတော်ဆိုတဲ့ယောက်ျားတယောက်ကြောင့် ဘယ်သူတိတိမတိတိသူ့စီကသူမတူထဲကြားလိုက်ရတဲ့စကားတွေနဲ့ပင်သူမရဲ့ဘာကိုမစိုးရင်ဆိုင်ရတဲ့စိတ်ဓာတ်တွေပြိုပြတ်သွားရပြီ။နေမငိုပါနဲ့မိတွေရဲ့နေပါဖြစ်ချင်တယ်လေပြော။နေဖြစ်စေချင်တာကိုလုပ်ပေးမှာပါ။ငါလင်းလင်းနဲ့တရားဝင်ကွာရှင်းမယ်တိလာမိတွေ။ရက်လိုက်နေကောက်ခွတ်ချက်ချင်းရလိုက်ပါ။နင်ကောစိတ်ဆိုးသွားပြီလားဟဲ့အင်းနင်ကောစိတ်မဆိုးဘူး ငါကောင်ကပဲစိတ်ဆိုးတယ်။ငါအပေါ်မယိုးမသားစိတ်တွေရှိနေတဲ့ငါဘေးကယောက်ျားတယောက်ကိုငါအပေါ်တိတ်ယိုးသားပါတယ်ဆိုတဲ့ယုံကြည်မှုနဲ့တန်တရားတစုံတရာမဝင်ခဲ့တဲ့ငါကောင်ကပဲစိတ်ဆိုးတယ်။ခုနင်တိထားဖို့စကားတခုကိုငါပြောလိုက်မယ်မျိုးတော့။တလောကလုံးမှာငါအတွက်ယူစရာယောက်ျားတယောက်မှ မရှိတော့ရင်နေပါစေ။ဘယ်လောက်ဆိုးဝါးတဲ့အကြောင်းမျိုးကြောင့်ပဲဖြစ်ဖြစ်ဘယ်လောက်ကြီးမားတဲ့ဒုက္ခမျိုးကြောင့်ပဲဖြစ်ဖြစ်မြားကေသွေဟာ မယားငုတ်တုံတဲ့ယောက်ျားတယောက်ကိုလက်ထက်ယူဖို့ဝေးလို့စိတ်ကူးနေတောင်ယူမကြည့်နိုင်ဘူးဆိုတာပဲ။ငါနေတော့လင်မယားနဲ့အပေါ်ဘယ်အချိန်မှမှတစ္ဆာမပြတ်ခဲ့ဘူးဆိုတာ။နေယုံကြည်နိုင်ရင်လင်းလင်းအပေါ်တစ္ဆာမဲ့ဖို့နေဘတော်မှမကြိုးစားပါနဲ့တော့။ဒါပဲမျိုးတော့ငါသွားမယ်။ကားတကားကိုသူမှခက်ကြမ်းကြမ်းဆွဲဖွင့်ထွက်ပြင်းတော့ဝုန်းကနေပြန်ဆောင်ပေးလိုက်မိ၏။တက္ကစီဆိုသောဆိုင်းပုတ်ပြားလေးဖြုတ်ထားသည့်အငှားကားလေးကိုသူမလုံးဝလှဲ့မကြည့်ဖြစ်တော့ ပြီးတော့နတ်မောင်မဲပြောင်ကပူပြင်းနေစေဖြစ်သောကတ္တရာလာမကြီးကိုသူမဒေါသတကြီးဖိနှင်းပြလိုက်မိလေသည်ထို့နောက်အာလုံတော်ဖြစ်ရများကိုတစိမ့်စိမ့်တွေကကျိတ်မနိုင်ခဲမရဝမ်းထဲနာကျင်လာရသောညကေသွဲသည်လမ်းပေါ်၌ကားတစီးကို ရုတ်တရက်လက်ပြတားစီလိုက်ရလေသည်ဒီတခါတော့မြားကေသွဲသည် တက္ကစီဟုဆိုင်းပုတ်တက်ထားသည်အငားကားလေး၏ရှေ့ခန်းနေရာကိုရောင်လုံးမှလှဲမချစ်ဖြစ်တော့ပဲ။ နောက်ခန်းတကားကိုဖွင့်ကားစောင့်ကြည့်အောင်ကြည့်ထန်ချပြလိုက်လေတော့သည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးဆရာမယူတာရေးသားထားတဲ့စီးဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်